မြန်မာနိုင်ငံမှာရွှန်းထဲဝါသူပညာဝါသဆိုင်နဲ့ဆောက်လုံရေးခြိထုတ်ကုန်အစရှိထားတွေကိုစတိုင်ဘန်ကောက်2025ပြပွဲမှာပအဝင်ပြောက်တော်သွားမယ်လို့သိရပါတယ်။ဧပြီလ2ရက်ကနေ6ရက်အထိထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ်စတိုင်ဘန်ကောက်2025ပြပွဲကြီးမှာမြန်မာနိုင်ငံကကုမ္ပဏီ၄ခုကအဆိုပါထုတ်ကုန်တွေကိုပါပအဝင်ပြောက်တော်သွားမယ်လို့ဆိုပါတယ်။ ဒီပြပွဲကိုထိုင်းနိုင်ငံစီးပွားရေးနှင့်ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနိုင်ငံတကာကုံတွဲမှုမြင့်တင်ရေးဦးစီးဌာနကစီစဉ်ကျင်းပထားဖြစ်ပြီးထိုင်းနိုင်ငံကုံတွဲမှုဘုတ်အဖွဲ့နှင့်ပူးပေါင်းထားတဲ့ပွဲတစ်ခုလည်းဖြစ်ကရှစ်ချိန်မြောက်ပြုလုပ်တဲ့ပွဲလည်းဖြစ်ပါသည် အဆိုပါစတိုင်ဖန်ကောက်2025ပြောင်းပွဲကြီးမှာပြာခမ်းပေါင်း900ကျော်နဲ့ပရီဘောကပစ္စည်းပေါင်း800ကျော်ပောင်းဝင်ပြောင်းတာသွားမှာဖြစ်တယ်လို့ထိုင်းနိုင်ငံထုတ်ထူးခြားတဲ့သတင်းထွေပေါင်းပြောင်းတာသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။